Hello. dish တလိုက်ပိုင်းသူအဆူကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဗီဒီယိုလေးတွေမတင်နာကြပြီဆိုတော့မိများသွားပြီလားပေါ့နော်မမေ့သေးဘူးလို့မျှော်လင့်ပါရရှင်ဒီနေ့ကတော့အလင်းက TN dining လေးကိုတွားပြီးတော့တူရှည်သွားဆောင်မှာပဲဖြစ်ပါရရှင်ဒီဆိုင်က Rama Nine လမ်းမကြီးပေါ် Home Mac မှာတည်ရှိပါရရှင်ဆိုင်ရဲ့အပြင်စင်လေးကတော့လုံးဝတန်ရှင်းတက်ရက်နေပြီးတော့ luxury ဆန်ပါရရှင်ဓာတ်ပုံရိုက်လို့လည်းအရန်ကောင်းတယ်ပေါ့နော်ပြီးတော့သူကားပတ်ကင်ကလည်းအကျယ်ကြီးရှိရရှင်အပေါ်ဓာတ်မှာ လည်းလူရောက်300လောက်ဆန်းနဲ့မင်္ဂလာခန်းမဟောရှိရဆိုတော့မင်္ဂလာဆောင်ကျင်တဲ့သူတွေအတွက်လည်းဘုံဝဟိုโอเคမှာဆိုပြီးပဲပေါ့နော် သူ့ရဲ့အစားတောက်ကလေးတွေကတော့လူမျိုးဘာသာမရွေးစားသုံးလို့ရတယ်အိန္ဒိယအစားအစာမြန်မာအစားအစာနဲ့ထိုင်းအစားအစာလေးတွေရတယ်ပေါ့နော်ဆိုတော့အဓိကကတော့လေမမင်ကတူရှိအရန်စားကျင်နေတာပါအဲ့အတွက်ကြောင့်မလို့တူရှိဒီမှာဆိုလို့ရှိရင်လေးပေတူရှိရှိတယ်ပေါ့နော်မန်နျူးလေးထဲမှာလေးပေတူရှိကတော့သူကအရန်ကိုသူအရွှေကြီးပေါ့နော်စားလို့တော့ကောင်းမှာဒါပေမဲ့ကြက်ဥမပါတဲ့အတွက်ကြောင့်မလို့မမင်ကတော့တူရှိဆိုလို့ရှိရင်ကြက်ဥနဲ့ကြိုက်တဲ့အတွက်ကြောင့်မလို့ကြက်ဥတူရှိပဲမှာဖြစ်ပါတယ်ရှင်လေးပေတူရှိတော့မမှာ ြစ်လာပြီပေါ့နော်ကဲဘာလေးတွေစားမလဲဆိုတာစက်တိလိုက်ကြရအောင်နော် ဒါကတော့ပထမဆုံးဒါတုံဦးနှွေးပေါ့နော်တုံဦးနှွေးရဲ့အရာသာကတော့5 star ပေးပါတယ်ရှင်တုံဦးနှွေးကအရန်ကိုစားလို့ကောင်းပါတယ်တကယ်ကိုရှမ်းပြည်ပြန်ရောက်သွားသလိုမျိုးပဲတုံဦးများများနဲ့စီစီပိုင်ပိုင်နဲ့အရန်စားလို့ကောင်းတယ်ပေါ့နော်ဒါကတော့ကြက်ဥတူရှိပါကြက်ဥတူရှိကိုနှစ်ပွဲမာလိုက်ပါတယ်ကြက်ဥတူရှိကလုံးဝစားခြင်းနဲ့အရာသာနဲ့ထိမိနေရောပေါ့နော်ရွှေတောင်ခေါဆဲလေးရပါတယ်ရှင်ရွှေတောင်ခေါဆဲရလည်း5 star ပေးပါတယ်ရွှေတောင်ခေါဆဲလေးအရန်စားလို့ကောင်းပါတယ် ဒံပေါက်လေးမှာစားခဲ့ပါတယ်ရှင်။ဒံပေါက်ကလည်းသူစက်သားလေးရလေးနူးဣနေပြီးတော့စားလို့အရန်ကောင်းပါတယ်။ရန်ကုန်ဒံပေါက်ကိုလွမ်းနေတဲ့သူတွေအတွက်တော့အတော်ဝဲပေါ့နော်။ တူရှိရန်စားခြင်းနေတဲ့အတွက်ကြောင့်မို့လို့တူရှိကိုတကယ်ပဲသူ့ရဲ့ဒီချက်တနီးပေါ့နော်ချက်တနီး sauce လေးတွေအချင်း sauce လေးတွေနဲ့အားရပါရတူရှိကိုစားခဲ့ပါတယ်။အရန်ကိုစားလို့ကောင်းပါတယ်ရှင်တူရှိရလေးချက်ဥတူရှိလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြီးတော့ဒီရွှေရောင်ခေါက်ဆွဲကိုလည်းမြည်ခဲ့ပါတယ်။ဒံပေါက်လည်းစားခဲ့ပါတယ်။ဒံပေါက်ကလည်းအရန်စားခြင်းနေရနဲ့ချင်းလေးကလည်းတောက်လို့ကောင်းနေရောချင်းဟင်းလေးချင်းချင်းလေးနဲ့ဆိုတော့လေစားပါအောင်ရှင်။ အဲတကယ်တကယ်ချင်းရအရန်ကိုတောက်လို့ကောင်းပါလေရှင်။ကဲအားလုံးစားပြီးသွားပြီဆိုရင်တော့ဘီလေးရှင်ပြီပေါ့နော်။နောက်နေ့နောက်နေ့တွေမှာလည်းဗီဒီယိုလေးတွေထည့်ပြီးတော့ edit တောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြည့်တင်ပါတယ်ရှင်။တတား။